ဥပဒေကော်မတီတစ်ခုရဲ့အင်တာဗျူးပွဲအတွင်းလူသတ္တမားဟာနိုင်ခွားကြော်ကြောင်ဓာတ်နဲ့ထိုးတက်ခဲ့တဲ့အမှုမှာမျက်မြင်သက်သေ38ယောက်တောင်ရှိခဲ့ပေမဲ့တိတ်ဆုံးသူမိကလေးကိုဝင်ရောက်ကူညီပေးခဲ့ခြင်းမရှိတာကြောင့်မျက်မြင်သက်သေတွေကိုအပြစ်ပေးတင်လာမိတဲ့အခါအားလုံးကတရားဥပဒေအရတော့တရားစွဲခွင့်မရှိကြောင်းညင်းနေကြပေမဲ့နံပါတ်23ဆိုတဲ့တယောက်ကအပြစ်မရှိကြောင်းထပြောပါတယ်။ဘာကြောင့်လဲဆိုတော့ဓာတ်ကင်ထားတဲ့တရားခန်းကိုမျက်စိရှိမှမြင်နေရပေမဲ့ဒီလိုဖြစ်ရမျိုးမှာလူတွေရှောင်ကျင်တာသဘာဝပဲမို့မျက်မြင်သက်သေကိုတေချာပေါက်တာဝန်ယူခိုင်းလို့မရပဲသူတို့မလုပ်ချင်တရားဥပဒေအရလည်းပုံမှန် ါတက်ခွင့်မရှိဘူးဆိုတာကြောင့်မောင်းထုတ်လိုက်ပါတယ်။လောက်ဖို့ကံဘတ်တွေကလည်းဒါဟာပြည်သူ့ဝတ်တရားပြက်ကွက်မှုလို့ထောက်ပြနေပေမဲ့အင်တာဗျူးမအောင်လာတဲ့ဂျောင်ရဲဝမ်ဆိုသူကတော့သူ့ခံယူချက်အတိုင်းရက်ကြီးနေတဲ့လူမှအပြစ်မရှိဘူးလို့ခြိပါနေပါတယ်။သူတို့ရဲ့စီနီယာမုန်းကြောင်ကတော့တရားဥပဒေအရအပြစ်မရှိပေမဲ့လူသားဆန်မှုအနေနဲ့ကြည့်ရင်အပြစ်ရှိတယ်လို့ထောက်ပြတော့အမအဲ့လိုတွေလိုက်စင်းစားပေးနေလို့ယာရူးမတိုးတာလို့ခံပြောကထားပြန်မှုပြင်တဲ့အခါအဲ့ဒီတရားခံက62နှစ်အရွယ်ထိကောင်းမွန်စွာအသက်ရှင်နေထိုင်ခဲ့ကြောင်းလှမ်းဩပါတယ်။တိုက်ခန်းတစ်ခုတွင်ကမောင်နှမနှစ်ယောက်မှမျက်လုံးမျက်နှာနဲ့သပင်ပုံစံကို အမင်းနေတဲ့မောင်ဖြစ်သူဟာသူ့အမကတခုချင်းပြောပြနေပေမဲ့အရင်တစ်ခေါက်ပြောဘူးတာရီနဲ့လွဲနေတာမို့မမအမေးပုံကိုမေ့သွားတာမဟုတ်လားလို့ပြန်မေးပါတယ်။ဘာလို့တနေ့တမျိုးမတူတာရီပြောနေရလဲလို့စိတ်ကောက်သွားတဲ့မောင်လေးကိုထမင်းစားမလားမေးကမောင်နှမနှစ်ယောက်ထဲရေညှိတွေနဲ့စားတော့စားနောက်နေပါတယ်။ဒါပင်လို့ခေါ်တဲ့အကြီးမလေးကအဝိဗီဒီယိုပေါ်ကဘူးတစ်ခုကိုမမီမကန်းနဲ့လှမ်းယူလိုက်ပြီးမျက်နှာပုံတွေစုပ်ဖြဲခံထားရတဲ့သူတို့မိခင်ရဲ့ပုံကြောင့်စိတ်မကောင်းသွားကြည့်နေရင်မေမေလို့တုံညင်းစွာခေါ်လိုက်ပါတယ်။ဒီအချိန်တကားပွင့်တန်ကြောင့်ဓာတ်ပုံတွေကြပြကြရသိန်းကအခန်းထဲမှာဘာလို့နေရလဲဆိုတဲ့ ဖခင်ကိုအခန်းရှင်းပေးနေရလို့လိန်လိုက်ပါတယ်အဖေဖြစ်သူကတော့အိပ်ပျော်နေပြီဆိုတဲ့မင်းကျုံးကိုသွားနှုတ်လိုက်ဆိုကအစားတောက်တွေပြည့်နေတဲ့စားတောက်ဆိုင်တစ်ခုထံခေါ်လာပြီးသူအခန်းထဲခေါ်လာတဲ့အမျိုးသမီးတယောက်ကိုမကြခင်မင်းတို့အမိဖြစ်လာမယ်လို့လို့မိတ်ဆက်ပြီးတဲ့အခါအပြုံးချွတ်ချုံနဲ့ရှေ့လျှောက်အဆင်ပြေပြေနေကြမယ်ဆိုတဲ့အမျိုးသမီးကြောင့်မောင်နှမနှစ်ယောက်လည်းပြုံးလိုက်ကြပါတယ် K-pop star တယောက်ဖြစ်လာဖို့အိမ်မက်မက်နေသူဒါပင်ကိုအငယ်လေးမင်းကျုံးကကြောင်းထီလာကြိုပြီးမောင်နှမနှစ်ယောက်သာအိမ်ပြန်တဲ့လမ်းမှာစက်ကူလေရင်လေးတွေပြည့်လွတ်နေတဲ့မင်းကျုံးကဒါပင်အဆိုတော်ဖြစ်လာရင်သူ့ကိုမေ့မသွားရန်ဂတိတောင်းနေပြီးသူစက်ကူလေရင် င်ပေါင်း100ပြည့်လွတ်ပြီးတာနဲ့အမေမျက်နှာကိုလည်းမြင်ရမှာဖြစ်သလိုဒါပင်လည်းအဆိုတော်ဖြစ်လာလိမ့်မယ်လို့ဆိုပါရယ်အိမ်မှာတချင်းတည်းအေးနဲ့ကလေးနှစ်ယောက်ကိုမိတွေဖြစ်လာတဲ့ဂျီဆုကရေချိုးပေးနေပြီးသပင်အထိဆင်လာတဲ့စပ်ပြမုတ်တွေကိုတော့အပြုံးနဲ့တတ်ချလိုက်ပါရယ်ညသာဝိုင်းမှာတူမကန်တတ်တဲ့မြင်းကျုံးကိုပြုံးမကြစေနဲ့လို့တတိပေးလိုက်ပြီးမဲ့ထက်ခါထက်ခါလက်နဲ့သာကောက်စားနေချိန်မှာတော့မင်းတို့အမေကတူကန်ဒီတင်မပေးဘူးလားလို့မိကသမင်းဝိုင်းကထားလိုက်ပြီးသပင်ကိုစီးလိုက်ပါရယ်အချားမိသားစုရဲ့မနက်စာဝိုင်းမှာတော့တူမကန်တတ်တဲ့ကလေးကိုနောက်မှလေ့ကျင့်ရမှာကခရင်နဲ့တေချာကျွေးနေပြီးဖာက နှစ်ဖြစ်သူကလည်းသူတော်အလဲတန်းပြီးမှတူကင်တက်လာတာလို့အားပေးပါတယ်။ချောင်းရဲကိုမတွေ့ပါလားဆိုတဲ့ခင်မွန်းဖြစ်သူကြောင့်အိပ်ပျော့နေရလို့ဖြေလိုက်တဲ့ဇနီးတဲ့ဟာဟောက်တောင်ဟောင်းနေတဲ့သူ့မောင်ထံဘလူးဆိုင်သွားတီးကရထားတဲ့တင်နန်းစစ်လက်မှတ်တွေတတိကြီးကင်တာပြီးအခုထိအလုံးမရသေးလို့ရအောင်သွားရှာရန်မောင်းထုတ်လိုက်ပါတယ်။ဒါကြောင့်သူတက်မြောက်ထားတဲ့ခလေးများအနာဂတ်ကာကွယ်စောင့်ရှောက်ရေးစံနာထံရောက်သွားပြီးမကြခင်အလုံးထွက်တော့မဲ့စုချောင်းထံကနေလက်စင်ကန်းတင်ယူဖို့ဖြစ်လာပါတယ်။ဒါပင်တို့ရဲ့ညသာဝိုင်းမှာတော့ပထမညလိုညင်သာမနေတော့ပဲဇွန်ခင်းတွေပြစ်ချပြီးဖုန်းပြောနေတဲ့ဂျီစုတယောက်ထုံးစံ ိုင်တူမကန်တက်လို့စားစရာပြုတ်ကျသွားတဲ့မင်းညွန်းကြောင့်ဒေါသထွက်သွားပြီးမို့မောင်လေးကိုသူမတင်ပေးလိုက်မယ်လို့ဒါပင်ကအမြန်ထပြောပါရယ်။ဒို့ပေမဲ့အေးဆက်တဲ့မျက်လုံးတွေနဲ့မိတွေကတော့အငယ်လေးကိုတင်ပေးမထရကောင်းလားဆိုကဒါပင်ကိုလဲပင်းညစ်ပြီးတေချာတင်ထားဖို့ပြောထားတယ်မဟုတ်လားလို့မိပါရယ်။နောက်တည့်ရက်ចောင်းပရံဝန်ထဲဝင်လာပြီးမှပြန်ထွက်သွားတဲ့ဒါပင်ကိုအမဲဆောင်ကြည့်နေတဲ့ဂျန်ဟိုကចောင်းထဲမှဝင်နောက်ကျလိမ့်မယ်လို့တတိပေးလိုက်ပြီးမှထွက်သွားပါရယ်။အလုတ်တင်ဖြစ်နေတဲ့ចောင်းရဲ့တယောက်တင်ပေးနေတဲ့စုចောင်းပေးမှပေါက်ကရရီလုံနေတော့ရဲစကန်ကဆက်သွယ်လို့လိုက်သွားပါရယ်။ခဏခဏရိုက်နေတဲ့မိတွေကို စကန်းလာတိုင်နေတဲ့ဒါပင်အားဒီခေတ်ကလေးတွေများမိဘကရိုက်နှက်ဆုံးမတာကိုတန်ကျက်လာဖွင့်တဲ့အထိကြောက်ဖို့ကောင်းလာပြီလို့ရဲဝင်နှန်းကပြောဆိုနေပါတယ်။ဒါကြောင့်အစဉ်ပြေရလာလို့မင်းနေသူစုချောင်းကိုမကောင်းတဲ့ကိစ္စတစ်ခုခုရှိရင်စကန်းမှာလာတိုင်တာ၊သူမမားသွားပြီလားလို့မေးပါတယ်။တိုင်ကြားသားကိုဖတ်နေတဲ့ကြောင်ရဲ့ကိုပါ၊သူမမားသွားလားမေးနေတဲ့အတွက်သူငငယ်တုန်းကလည်းအဲ့လိုတိုင်ခဲ့ကြောင်ပြီးသလွယ်အားပေးကကလေးကဝယ်စောင့်ရှောက်ရင်းနဲ့ရဲပါခေါ်ပြီးဒါပင်ရဲ့အိမ်ထံလိုက်သွားပါတယ်။သို့ပေမဲ့တရုတ်ဆောင်ကောင်းသွားနဲ့သူမရိုက်မိတာနာသွားလို့လားဆိုတဲ့မိတွေကဒီလိုမျိုးရဲရိပါအလုံးရှုံးအောင်မလုပ်ရ ဘူးလို့ဆုံးမကဂျောင်ရဲတို့ကိုသူမကမပြည့်စုံတဲ့ဘဝမှာခလေးတွေကိုစုံမိမှန်းတော့မသိတဲ့အထိဖြစ်တတ်ကြောင်ပြောနေပြီးလေပင်ညစ်တယ်လို့တိုင်ကြားထားတဲ့ဒါပင်ကလိန်လေတက်နေပြီပဲလို့စိတ်မကောင်းတဲ့အောင်နဲ့ပြောဆိုနေပါတယ်ဂျောင်ရဲတို့ပြန်ကန်ပြီးအခန်းဝကအာကိုတကြီးကြည့်နေတဲ့မောင်နှမကိုတတိထားမိလိုက်ပေမဲ့ကားပေါ်ပြန်ရောက်တော့သူမတို့မှလုတ်ပိုင်ခွင့်သိမ့်မရှိတဲ့အတွက်ရှော့ပေါ်ပြီးရိုက်ပေးပါဆိုတဲ့ရင်ရင်ကြည်ကြည်တောင်းဆိုတာလောက်သာတက်နိုင်တဲ့ဒီလုတ်ကနေသူမထွက်ဖို့ဆုံးဖြတ်လိုက်တာလို့ပြောပြပါတယ်အိမ်ထဲမှာတော့ရဲတိုင်လိုက်တဲ့ဒါပင်ကိုထမင်းမကြွေးပဲဒူးထောက်လက်မြောက်ခိုင်းတာပြီးအခန်းတစ်ခုထဲဆွဲခေါ်ကတညာ လုံရိုင်းနှက်နေတဲ့ကိုမင်ကျွန်းတယောက်နားပိတ်ပြီးဖျက်ချော်ခဲ့ရပါတယ်။အဖေဖြစ်သူကလည်းခလေးတွေနဲ့မနေကျင်တဲ့သူ့မိမကိုခလေးတွေကြောင့်ဟိုဟိုတီတီကထောက်ပံ့ကြီးရနေတဲ့အတွက်အတိတ်ပဲမရှိတာတွေပြောမနေပဲဒီတိုင်းဆက်နေရမှာပါတယ်။ ရဲကိုတိုင်တယ်မထူးဆန်းတဲ့ဒါပင်ကတော့ကြောင်းစင်းကျိန်အတားမိုင်ဆီယာမားကိုပြောစရာလေးရှိလို့ခွန့်တောင်းမိမယ်အရေးပေါ်ကိစ္စရှိနေတဲ့ဆီယာမားဟာဒါပင်ရဲ့လက်ဘင်းကတန်ရာတွေကိုမြင်လျက်နဲ့နောက်မှပြောပြရမှာပြီးထွက်သွားပါတယ်ကုရကေရမဲသွားနဲ့ကြောင်းထဲကထွက်လာတော့ပုံမှန်လာစောင့်နေတဲ့မင်းကျုံးကအင်ကိုလာလေတဲ့စောင်းလျှောက်ရေးယုံကဦးလေးကြီးထံသွားမလားဆိုတာနဲ့ယုံမှအလုလုချင်းအောင်စောင့်နေတဲ့ကြောင်းရဲထံရောက်သွားပါတယ်ကြောင်းစင်းကျိန်တိုင်းစက်ကူလင်းနဲ့စောင့်နေတဲ့မင်းကျုံးကိုမူဂျိုမထားဘူးလားမေးပေမဲ့သူမတို့အခုလိုလာတာကိုစိတ်နှောက်ရှက်ဖြစ်လားဆိုတဲ့ဒါပင်အားအဲ့လိုမဟုတ်ကြောင်းရှင်းပြတဲ့ ခကြောက်လန့်သွားတာကိုသတိထားမိလိုက်ပါတယ်။ဒါကြောင့်ကလေးရီကိုဘာကဆိုင်လိုက်ဖို့ကအခုမှဘာကမြင်ဖို့ပြီးအငမ်းမရစားနေတဲ့မင်းကျုံးကိုဒါပင်ကစနစ်တကျစားဖို့သင်ပေးပေမဲ့သူမကိုယ်တိုင်လည်းမစားဘူးသူမို့ထွက်ကြကုန်လို့မင်းကျုံးကအိုဟစ်နေရနဲ့တေချာလိပြပေးပြီးဟမ်ဘာဂါကိုဘလို့စားစားရကြအောင်ရှင်းပြနေတဲ့ကြောင်းရဲ့ကိုဒါပင်ကအာကိုတကြီးမော်ကြည့်ပါတယ်။ပြီးတော့အချားဝိုင်းကိုကြည့်ကအမေဆိုတာဘလို့မျိုးလဲဆိုတဲ့မိကွန်ကြောင့်သူလဲငယ်စဉ်ကတည်းကမိခင်ကိုဆုံးရှုံးလိုက်ရသူမို့တေချာမသိကြအောင်ပြောပြလိုက်ပါတယ်။ဒါပေမဲ့မှတ်မိတာတစ်ခုကအမောင်ကိုကြောက်လို့သေးပေါက်ချတတ်တဲ့သူကို မိခင်ဖြစ်သူကကျဲဆိုတဲ့လင်းရောင်ထံလမ်းပြခဲ့တာကြောင့်သေးပေါက်မချတော့ကြောင်းရှင်းပြလိုက်ပါတယ်အမေနဲ့အမတ်တရ၄00ောင်မရှိဘူးဘူးဆိုတဲ့မင်ကျွန်းတို့ကိုပြန်ပို့တဲ့လမ်းမှာတူတူလေးရဲ့မျက်ဝင်ရုပ်ကိုလိုချင်နေတဲ့မင်ကျွန်းဟာဒါပင်ကအဲ့လိုမလုပ်ဖို့သုံးမပြီးပြန်ထားလိုက်ပါတယ်ညရောက်တော့အဖျဲခံနိုင်ရတဲ့ဓာတ်ပုံကိုအမျိုးမျိုးပုံဖော်နေတဲ့မင်ကျွန်းကအတူတူတွဲရိုက်ထားတဲ့အတော်ကြီးတွေစီမှာဓာတ်ပုံရှိနေနိုင်တယ်လို့အကြံပေးတာနဲ့ကလေးတွေကြောင့်ညီငွေ့နေတယ်ဆိုတဲ့ကြောင်းရထန်ရောက်လာပြန်ပါတယ်သူတို့မိခင်ဘသူဘဝဆိုတာရှာကျင်နေတဲ့ကလေးတွေဟာအခချင်းငွေနဲ့ရှာပြီးတဲ့အဖွဲစည်းထံသွားရမှာလို့မျက်နှာ လွယ်ခဲ့ပြီတော့ဒါဆိုဒီနေရာကပါလဲလို့ပြန်မိပါတယ်။ကျောင်းတော်မသွားတော့ပဲသူ့စီသာလာနေတဲ့ကလေးတွေကြောင့်ဝင်းနှုတ်ဝင်ဖို့ဖြစ်နေတဲ့ကြောင်းရဲ့ကိုတထေးကအတူတူကစားပေးရန်သာမှာသွားပါတယ်။ဒီလိုနဲ့ကလေးတွေရှာကျင်တဲ့နေရာကိုစိတ်ကြည်နှံ့အောင်ပြီးသလွယ်ရှာပေးနေပြီးဂန္ဓာရတဲ့အဲ့တဲ့ချောင်းရှာသလိုဖြစ်နေတဲ့ဆိုတဲ့စကားကနေကလအုပ်ကိုကြီးကျင်စိတ်ပေါ်သွားတဲ့မင်းညွန်းကြောင့်တရိတ်ဆိုင်ညုံရောက်သွားပါတယ်။အနာကလက်ကနေပြပြသွားတဲ့မော်ဒမနှစ်ယောက်ကြောင့်ပင်မလာတဲ့ကြောင်းရဲ့တယောက်သူဒီလိုနဲ့တည်တော့မှမို့အလုတ်ထွက်ချင်ပြီလို့အမဖြစ်သူထန်ခြင်းဖွင့်တဲ့အခါခောက်ဆွဲပြုတ်အူကြီးတင်းသွားပါတယ်။ဒါကြောင့်တသက် လုံးကလေးကောက်ဝေးစင်တာမှာလောက်ပါမယ်လို့ကတိပေးလိုက်ပြီးအဲ့ကလေးတွေနေစဉ်လာနေတဲ့ကိစ္စကိုသူစိတ်ပြတ်နေကြအောင်ရောင်းဖားပြည့်သူတန်လှည့်ပြောပါတယ်သူ့အမမီအဲကတော့ကလေးဆိုတာအမဲလုံးနေကြအရာကိုညီငွေသွားတတ်လို့နေတိုင်းလာမှာမဟုတ်ကြအောင်ချောမော့နားချပြီးမဲ့နောက်တရက်ကျဒါဗင်တို့မောင်နှမကထက်ရောက်လာပြန်ပါတယ်သူ့ကိုပါမိခင်မျက်နှာကိုမြင်ဘူးသူမဟုတ်လို့ပုံလိုက်ဆွဲခိုင်းနေတဲ့အတွက်စိတ်ပြတ်လက်ပြတ်နဲ့ချဆွဲလိုက်တဲ့ပုံကိုမင်ကျုံးကလာကြည့်ပြီးဂျိုသားလုံးမှတ်ချက်ပြီးပါတယ် ခတ်တီတီနဲ့မျက်လုံးတွေပါဇက်တွေရှောက်ပြနေတော့ဖုန်းဝင်လာပြီးအကျိုးဆောင်ကုမ္ပဏီကအလောက်ခန့်လိုက်ပြီးမို့သိုးကိုလာခဲ့ဆိုတဲ့စကားကြောင့်ဒါဗင်တို့ကိုပြန်ပို့ပေးပါတယ်ကားပေါ်ကမစင်းခင်သိုးကဘယ်တော့ပြန်လာမှလဲလို့ဒါဗင်ကမေးနေပြီးမင်းကျွန်းကလည်းမနှက်ပြန်ဟမ်ဘာဂါစားရက်ပဲလို့အသိပေးနေတာနဲ့သူပြန်လာရင်လိုက်ကျွေးမှဖြစ်သလိုနှစ်ယောက်တည်းသွားစားချင်းစားလို့ရအောင်ပတ်စံထုတ်ပေးလိုက်ပြီးမဲ့ဂျီတိုက်နေတဲ့မင်းကျွန်းကြောင့်တူတူရဲ့မျက်ဝင်ရုပ်လေးကိုပါပေးပြီးအမြန်ဆင်းခိုင်းပါတယ်ဒါဗင်ကတော့ဖုန်းနံပါတ်လေးပေးလို့ရမလားမေးနေရတဲ့လိမ့်စာကပေးကထွက်သွားပါတယ်သိုးကိုရောက်သွားတဲ့ကြောင်ထဲတယောက်7မိနစ်နဲ့အင်တာ ြူးခန့်နေရပြီတရားမျှတမှု theory ဆိုတဲ့စာအုပ်ကြောင်းမင်းနေတဲ့ driver ကဒီကုမ္ပဏီဟာဥပဒေတိုင်းသွားမှာမဟုတ်ပဲအခြားနည်းနဲ့တိုးတက်အောင်လုပ်မဲ့အကြောင်းရှင်းပြကနောက်တစ်ပတ်မှအလုပ်ဆက်စင်းဖို့ခန့်အပ်လိုက်ပါတယ်ဒါကြောင့်သူ့အမမိသားစုကိုယူရိုခီးစဉ်ပို့ပေးမှဖြစ်ပြီးဒီချိန်ကစလို့အမရဲ့ပင်မမှုတွေအဆုံးသတ်ပြီးဖြစ်ကြောင်းဝင်ကြောသာအသိပေးပြီးပျော်ရွှင်စွာအောင်ပွဲခံလိုက်ပါတယ်ဘာကဆိုင်ရှေ့ရောက်နေတဲ့ဒါဗင်တို့ကတော့ဦးလေးကြီးလာမှအတူစားမယ်ဆိုတဲ့မင်းညွန်းကြောင့်အချင်းများနေတဲ့မောင်နှမကိုကြောင်ထယ်မြင်လိုက်ပြီးမဲ့သူ့အလုပ်ကိစ္စတွေကြောင်းထားခဲ့လိုက်ပါတယ်အိမ်ပြန်ရောက်လာတော့မောင်နှမနှစ်ယောက်ကိုကြိုး ဆောင်နေတဲ့မိတွေကဂျောင်ထဲရဲ့လိမ့်စာကက်ကဘာလဲမိကကိုအမေကိုတိုင်ဖို့စောင်းလျှောက်ရေးစင်တာကိုသွားရလားဆိုပြီးထက်ရိုက်ပြန်ပါတယ်။တညလုံးရေချိုးကန်းထဲမှာသွေးတန်တရရဖြတ်တန်းနေရပြီးတောက်စားနေတဲ့ဖခင်ကလည်းသူဒါပင်ရဲ့မျက်နှာကိုမမြင်ချင်ဘူးဆိုတဲ့ပြောဆိုသံကိုကြားနေရပါတယ်။စာသင်ခန်းထဲမှာမူမမှန်တဲ့ဒါပင်ကိုဂျန်ဟိုကစောင့်ကြည့်နေတော့ခုံဘော်ကပြက်လဲကျသွားပြီးနားမှာလည်းသွေးတွေကျနေတာမြင်လိုက်ရပါတယ်။စိုးမအခန်းကောင်းကောင်းငားနေတဲ့ဂျောင်ရဲထံဖုန်းဝင်လာလို့ကင်လိုက်တော့ဒါပင်ရဲ့အထမ်းမိုင်ဆီယာမကဒါပင်အများကြီးထိခိုက်သွားပြီးသူ့ကိုရှာနေတယ်ဆိုပေမဲ့အလောက်ခိစားနဲ့သိုး းကိုရောက်နေလို့လာနိုင်မယ်မထင်ကြောင်းပြန်လဲအသိပေးလိုက်ပါတယ်။သို့ပေမဲ့အုံနောက်ရေးပေါ်ဌာနကိုချက်ချင်းရောက်သွားပြီးဒီလိုတွေဖြစ်နေတာဆီယမသိနေလားလို့မေးတော့စိတ်မကောင်းသွားနဲ့သိနေခဲ့တယ်လို့ဖြေပါတယ်။အဲဒီနောက်လူနာသောမရှိတဲ့ဒါဗင်ထန်ရောက်သွားပြီးလက်တစ်ဖက်ကိုစောင်းနှဲထည့်ပြီးတော့ဦးလေးကြီးရောက်လာပြီပဲလို့ဆိုပါတယ်။သူမျက်နှာမြင်ရုံနဲ့အစင်ပြေသွားပြီဆိုကအာဂိုတကြီးလက်ကိုလာကင်တဲ့ဒါဗင်အားဘာလို့သူ့ကိုရှာတာလဲမေးတော့သဘောကောင်းတာကြောင့်လို့ဖြေနေတဲ့အတွက်သူ့အကြောင်းသူသိတဲ့ကြောင်ရဲ့တယောက်အဲ့လိုမဟုတ်ကြောင်ညင်လိုက်ပါတယ်။ရဲတိုင်ခဲ့တဲ့ကိစ္စမှာအားလုံးကမားတယ်လို့ထင်ကြပြီးပေမဲ့ကြောင်ရဲ့ ယ်ကထောက်ခံခဲ့တဲ့အပြင်လက်တွေ့မှာလည်းကူညီပေးခဲ့ပြီးအမေဆိုတဲ့အထိပ္ပယ်ကိုလည်းပြောပြပေးတယ်လို့ဆိုပါရယ်မိဘတွေချစ်ချင်းမခံရတဲ့ကလေးတယောက်ဟာအခြားကလေးတွေလိုပျော်ရှင်သွားနေခွင့်မရှိဘူးလားဆိုတဲ့ဒါပင်ရဲ့ပါဇက်က"သူမဟာသူမဖေကမလို့ခြင်းပဲမွေးလာတဲ့ကလေးမို့မောင်လေးနဲ့သူတို့နှစ်ယောက်ကိုဘယ်နေရာဖြစ်ဖြစ်ခေါ်သွားပြလို့မရဘူးလား"မိပါရယ်ဒို့ပေမဲ့သိုးမအလုပ်ရသွားပြီမို့နောက်ပိုင်းလာနိုင်မယ်မထင်ဘူးဆိုတဲ့ဂျောင်ရဲစကားကြောင့်"သူမမင်းကျုံးကိုဦးလေးကြီးကပြန်လာခေါ်မယ်လို့ဂတိပေးတာကြောင့်ပြောပြီးစိတ်မကောင်းသောမျက်နှာလွှဲလိုက်ပါရယ်ဒါပင်ရဲ့မိကိုဒီတိုင်းလွတ်မထားပဲတရားစွဲခြင်းကြောင့်တထေးဟောင်းကို ွားပြောတော့သူတို့ဟာအုတ်ထိန်ခွင်းနဲ့မတတ်ဆိုင်သလိုတတ်သိလည်းမရှိတာကြောင့်ဒီလုံနဲ့ဘာမှမဆိုင်တော့တဲ့ချောင်ရဲကကြော်သွားလိုက်ရမှာပါတယ်။ဒန်ယာရီနဲ့ဒါဗင်ရဲ့အမှုကအဆုံးသတ်သွားပြီဆိုတဲ့စကားကြောင့်အင်ကိုလိုက်သွားတဲ့အခါသူ့ဘာသာတယောက်တည်းကစားရင်ဖြစ်သွားတာကိုဘာလာလောက်တာလဲလို့မိတွေကမေးပြီးရဲဘက်ကရောဆေးရုံကပါအတီးပြုတ်ပြီးတဲ့ကိစ္စကိုတော်တော်အားနေလားဆိုကမောင်းထုတ်ပါတယ်။ဖခင်အရင်ဆိုတဲ့ကောင်ကလည်းသူ့မိမသူ့ကလေးတွေကိုရိုင်းနှက်ဆုံးမတာပြဿနာမဟုတ်ပဲကလေးတွေကမှပြဿနာမို့ကိုလန်းကိုသွားရနှင်မြန်ပါတယ်။ဂျင်နာတက်တဲ့သူ့အမမိသားစုနဲ့ညသာဝိုင်းမှာတော့ရေဘူးရ ူခိုင်းပြီးအဖုံးမဖွင့်ခိုင်းနေတဲ့တူတူကိုမင်းမလက်မပါဘူးလားလို့ဆူလိုက်မိတာကြောင့်မိအဲတို့လက်များပါအံ့ဩသွားပါတယ်။ပြီးတော့မိခင်ရဲ့ဓာတ်ပုံကိုထိုင်ကြည့်နေတာနဲ့အမေပုံတပုံလောက်ထဲယူသွားရန်ထုတ်ပေးတဲ့အခါဓာတ်ပုံတိုင်းမှာနေသွဲနဲ့တီနီယာရေးထားတဲ့မိခင်ရဲ့ပုံကိုအိတ်ထဲထဲယူရင်အသိရှိနေတဲ့ဒါဗင်တို့အမေပုံကိုကြည့်ကဘာကာဆိုင်လေးကိုငေးရင်ညတွင်ချင်းဆိုးကိုထွက်သွားပါတယ်။ရဲအနေငယ်အကြအလုတ်တွေနဲ့လုံမန်းနေသူကြောင့်ရထန်သူ့တထေးရောက်လာပြီးအလုတ်ကြိုးစားတဲ့အထွက်ဆိုကကားတစ်စီးလက်ဆောင်ပေးသွားပါတယ်။တစ်ဖက်မှာဈေးဝယ်နေတဲ့ဒါဗင်ကိုအိမ်အောက်ကအမျိုးသမီးကလာနှုတ်ဆက်ရင်သ မီးအဆင်ပြေရလာလို့မေးပေမဲ့ပြန်မဖြေပဲထွက်သွားပါတယ်။အခုညီမဲနေတဲ့ဒါဗင်တယောက်ဂိမ်းစောနေတဲ့ဂျန်ဟိုထန်ကဖုန်းကားယူပြီးသူအလို့ရနေတဲ့ဂျောင်ရဲရဲ့နံပါတ်တွေကိုဆက်သွယ်လိုက်ပြီးမဲ့ဖုန်းချသွားပါတယ်။ဂျောင်ရဲကိုဘလို့ဆက်သွယ်ရမလဲနေ့စဉ်စဉ်းစားနေတဲ့ဒါဗင်ဟာမောင်ဖြစ်သူကနှာခေါင်းကိုနှိပ်လိုက်ရင်အတန်ထွက်တဲ့မျောရုပ်လေးနဲ့ဆော့ရန်ခေါ်နေပေမဲ့သူမှနေလို့မကောင်းလို့မနှက်ဖြန်မှဆော့မယ်လို့ချော့ပြောလိုက်ပါတယ်။ပြီးတော့မောင်လေးမြောင်နေတဲ့ဦးလေးကြီးကအခြားလူတွေလိုပဲသူတို့ကိုမျက်နှာလွှဲသွားပြီလို့အသိပြီးတော့မင်းကျုံးကဒီတစ်ခါမမထင်တာမှားသွားပြီလို့ဆိုရင်ဂျောင်ရဲပေးထားတဲ့ပတ်စံကိုပြကဘာက အတူစားမဲ့ဆိုတဲ့ဂရိတိုင်ဦးလေးကြီးကလာလိမ့်မယ်လို့ပြောပြနေပါတယ်ဒီအချိန်အခန်းထဲဖွင့်ဝင်လာတဲ့မိတွေကအပစံဘာလဲလို့မိကအခုတော့အမေပစံအိတဲကတော့ခိုးနေပြီလားဆိုပြီးတောင်းပါတယ်မပေးလို့အတင်းလူယူနေတဲ့အခါဦးလေးကြီးကဟမ်ဘာဂါစားဖို့ပေးထားတာလို့ပြောပြပေမဲ့ကလေးကိုတွန်းလွတ်ပြီးဒါဗင်ကိုအောက်ဆင်ခဲ့လို့ခေါ်ပါတယ်ပြီးတော့ပါးကိုရိုက်ခါအငဲကမားနေအကြီးကတာဝန်ယူရမယ်ဆိုပြီးကလေးကိုရိုက်ခိုင်းပါတယ်စကားနဲ့တော့မမထထမပြောဘူးတဲ့မောင်လေးကိုသူမရိုက်ခံရသလိုရိုင်းနှက်ဆုံးမဖို့ဖိအားပေးနေတဲ့မိတွေကြောင့်အနာကခဖော့ဖော့လေးရိုက်လိုက်တဲ့အခါ ။အောင်ကိုသွားတဲ့မင်ကျုံးကိုပွေ့ဖက်ပြီးမမတောင်းပန်ပါတယ်လို့ပြောနေမိပါရယ်။ဒါကိုကြည့်မရတဲ့မိတွေကဒါပင်ကိုဆွဲခေါ်ကဒီလိုရိုက်ရတယ်ဆိုပြီးမကောင်းဆိုးဝါးပူးသလိုအားကုန်ရိုက်နှက်နေတဲ့ကဘာပြတ်တန်ကိုအောက်ထက်ကရောဘေးကန်းကပါကြားနေရပေမဲ့ဝင်ရောက်ဆွတ်ဖက်လို့ခြင်းမရှိကြပါဘူး။ဒံယာရီနဲ့ချီနဲ့သောအပြင်ထွက်လာတဲ့ဒါပင်ရဲ့လက်ထဲကတစားစီဖြစ်နေတဲ့ငွေဆက်ကူလေးတွေဟာလေနဲ့လွင့်သွားပြီးလက်ဝါးကတ်တိုင်တွေအပြည့်ရှိနေတဲ့မျိုးကိုဆက်ဆုပ်သွားကြီးနေသူဒါပင်လည်းထိုနေရာမှာလဲကျသွားပါရယ်။စိုးကချောင်းရဲ့ထန်အတားမိုက်ဆီယာမကငိုကြီးချမ်းမနဲ့ဖုန်းဆက်တာကြောင့်အပြေးပြန်လာပြီး တကယ်မဟုတ်ဘူးလားလို့မေးလိုက်ပြီမဲ့အငယ်လေးမင်ကျုံးဟာတိတ်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။မိရေဖြစ်သူရဲ့ထွက်ဆိုချက်အရခလေးရဟမ်ဘာဂါဝယ်စားဖို့ပတ်စံခိုးယူခဲ့တာကိုဒါဗင်ကဆုံးမရိုက်နှက်ခဲ့တယ်ဆိုတာကြောင့်သူကိုယ်တိုင်ပေးခဲ့တဲ့ပတ်စံနဲ့သူ့ကိုယနေ့ထိစောင့်နေတဲ့အပြစ်မဲ့ကလေးတွေရဲ့နင့်နာမှုအတွက်နောင်နာကြီးစွာရနိုင်မိပါတယ်။အယုတ်ကြိုးပြတ်ဖြစ်နေတဲ့ဒါဗင်ကိုမိရေဖြစ်သူကမင်ကျုံးနောက်လိုက်မသွားချင်းသူမပြောတဲ့စကားကိုနားထောင်ဖို့ချိန်ချောင်းနေရကြောင်းရွေးချယ်စရာမရှိတဲ့ကလေးရအားလုံးကိုလိုက်နာခဲ့ရပါတယ်။ဒါကြောင့်ဒါဗင်ကပဲမောင်လေးရဲ့ဘက်ကိုခုနှစ်ချက်တိတိရိုက်နှက်ကန်ကြောက်ခဲ့တယ်လို့ ို့စံတတ်သုံးပြနေရပြီးအာမပါတဲ့ပုံစံဖြစ်နေလို့ထမင်းစားပြီးထက်မှန်လေ့ကျင့်ရန်မိတွေကမှာပါတယ်။အဲဒီနောက်ရဲတွေကဒါဘင်ကိုလာခေါ်တဲ့အခါအပြင်မှာစောင့်နေတဲ့မီဒီယာတွေကလည်းဘာလို့မောင်လေးကိုတတ်လိုက်တာလဲလို့ဝိုင်းမင်းနေပြီးဒါဘင်တယောက်သူ့မိတွေရဲ့တတိပိအချိတွေကိုထိတ်လန့်စွာကြည့်ကအချိန်မီရောက်လာတဲ့ဂျောင်ရဲ့အော်ခေါ်တန်တွေကဘာမှမထူးဆန်းတော့ဘီမို့ခေါင်းငုပ်ပြီးလိုက်သွားပါတယ်။ခုနှစ်နှစ်ရွယ်မောင်လေးကိုအမအရင်ဖြစ်သူကရိုင်းနှက်လို့တိတ်ဆုံးသွားတဲ့ဆိုတဲ့တဲ့တင်းဟာမြို့နှံထိတ်လန့်စရာတဲ့တင်းဖြစ်လာပြီးအိမ်နီးချင်းတွေကလည်းထိုတဲ့တင်းကိုအံ့ဩသွားကြည့်နေကြပါတယ်။ဂျောင်ရဲကတော့ အမောင်တို့မှဆက်ဆံရေးကိုတူတိနေတာမို့ကလေးတယောက်ကနောက်ကလေးတယောက်ကိုသေးသေးနိုင်တဲ့အင်အားမရှိနိုင်ဘူးလို့လိုက်ပြောနေပေမဲ့ဒါပင်ကိုတိုင်ဝင်ခံခဲ့တာမို့စုံနောက်တွေလည်းဘာမှမတတ်နိုင်ဘူးလို့ပြောသွားပါတယ်။ကြောင်းသွားနေတဲ့ဒါပင်ကိုအင်ရောက်ကအမျိုးသမီးကအဲ့လိုတကယ်လောက်ခဲ့လားလို့လိုက်မင်းနေလို့ထွက်ပြေးခဲ့ရသလိုရောက်ရအရမသူမကိုစောင့်ကြည့်အပြစ်တင်နေတဲ့ပတ်ဝန်းကျင်ထံမိတွေဖြစ်သူကရွေကြက်ရှိရှိခေါ်ပြနေပါတယ်။ဒါပင်ကတော့အသက်ရှင်လျက်ရှိစဉ်ကမိခင်ရဲ့ပုံတူကိုစိတ်မှန်နဲ့ပကြီဆွဲနေပြီးအမေကိုတွေ့နိုင်ဖို့ကောင်းငင်ဘုံကိုသွားမှဖြစ်မယ်လို့ပြောမှုတဲ့မင်းကျိုးကိုမြင်အောင်လာပြီးမဲ့ငို ို့ဖို့အင်အားတောင်ရှိမနေတော့ပါဘူး။မင်းကျိုးကြိုက်တဲ့မျက်ဝင်ရုပ်လေးကိုကင်လိုက်ပြီးတကယ်တမ်းမိတွေကရိုက်ခဲ့တာဖြစ်ပေမဲ့ယူနေတဲ့လူကြီးတွေကမယုံပေးကြတာမို့မောင်လေးတည်သွားခဲ့တာကိုသူမခံပြင်းမိတယ်လို့ရှင်ဖွင့်နေပေမဲ့အသက်ရှင်ဖို့ကလည်းအရေးကြီးတယ်လို့ရည်ရွယ်နေမိပါတယ်။နောက်တရကျမိတွေဟာမင်းကျိုးရဲ့အဝတ်အစားတွေအပြင်မျက်ဝင်ရုပ်လေးကိုပါလွှင့်ပြဖို့ယူသွားပေမဲ့ဒါပင်တယောက် တားနိုင်သွားမှရှိခဲ့ပါဘူး။ဒီကျန်းနာနဲ့မိမရဲ့အပြုတ်မှုနဲ့မင်းကျိုးရဲ့အယုတ်ကိုဂျန်ဟိုကမှတ်မိနေပြီးအဆဆုံးလိုက်ကြည့်နေပါတယ်။ဒါပင်ရမှုကိုကိုကြီးပေးခြင်းလို့တထေးစီခွင့်တောင်းနေတဲ့ကြောင်ရာကလေးတွေဆိုတာ ဲ့လိုမိဘတွေကမွေးဖွားလာရင်ကံမကောင်းတတ်ကြတာသဘာဝပဲမို့တကယ်လို့ကူတာအာယုံဆိုင်ဖို့ပြောနေတဲ့အတော့ဒေါသထွက်သွားပြီးသူ့လို့သူလုတော့မယ်ဆိုကအလုထွက်ခဲလိုက်ပါတယ်။ကျောင်းကိုခေါင်းကိုပြီးလျှောက်လာတဲ့ဒါဗင်စီရောက်သွားတော့သူ့ကိုအပြစ်တင်လို့တဲ့စကားလုံးတွေကိုနှုတ်ကထွက်မလာပြီးမဲ့မျက်လုံးတွေမှာမြင်လိုက်ရပါတယ်။ အဲ့ဒီစိတ်နဲ့အရက်လွန်ကျွန်တောက်နေတဲ့ကြောင်ရာဒါကမင်းယူဆတဲ့အတိုင်းမဆိုင်သူတယောက်လို့သာစက်နေရန်ခနဲ့နေတဲ့တငယ်ချင်းဖြစ်သူကိုရန်ထလောက်ကဘာကဆိုင်ရှိမှသူလိလူရှုမိခဲ့တဲ့နောင်နာရီနဲ့အတူထိုင်ကုန်နေပါတယ်နောက်တည့်ရက်သူ့ရဲ့စီနီယာမွန်ကျန်စီရောက်သွားတော့ခက်ခက်ခဲခဲရတာတဲ့အလုပ်ကိုဘာလို့ထွက်ပြေးရတာလဲမေးပေမဲ့သူ့ကိုတခုလောက်ကူညီဖို့တောင်းဆိုနေတဲ့ကြောင်ရာကိုအရင်ကလည်းဒီလိုအမှုတွေရှိခဲ့ဘူးလို့တိတ်မလွယ်ကြောင်ပြောပြပါတယ်တို့ပေမဲ့သူ့မားရီသူ့အပြစ်တွေကိုပြန်လဲပြစ်ဆင်နိုင်မှုအတွက်ဒူးထောက်တောင်းပန်ခဲ့ပြီးထောက်ခံလက်မှတ်တောင်းယူပွဲလုပ်နေတဲ့ကြောင်ရာထံသူ့တငယ်ချင်းကပါလာရ ောက်လက်မှတ်ထိုးသွားပါတယ်သူတို့ရင်ဆိုင်ရမယ့်ဒါဗင်ရဲ့မိတွေဟာဥပရိဘွေရတယောက်ဖြစ်မှုတဲ့အပြင်လိန်လံမှုနဲ့ပြစ်ဒဏ်မျိုးစုံကြားခံခဲ့ရမှုပေမဲ့လက်ရှိအမှုအတွက်သက်သေရှာမရဖြစ်နေပါတယ်စိတ်ဆက်ချက်တွေတောင်းမရတဲ့အပြင်ရဲရိထံကအချက်လက်ကိုလည်းလူခံမရှိလို့မသိနိုင်ပေကလေးငယ်ညှဉ်းပန်းနှိပ်စက်မှုကြီးတစ်ခုကိုလွယ်လွယ်နဲ့ရှင်းလင်းလိုက်တဲ့အပေါ်စိတ်ပြတ်နေကြပါတယ် ဒီတော့အရင်ကလေးဆောင်ရှောက်ရေးမှာရင်းနှီးခဲ့တဲ့စုချောင်းထံကအချက်လက်တွေစုဆောင်ကဒါဝင်တိုင်ကြားမှုတဲ့စာရီနဲ့အတူစကမ်းမတိုက်ချက်ဖွင့်ဖို့ကြိုးစားပါတယ်။ဒါကြောင့်စေဘဆိုင်ရာဘက်ကလည်းရဲအေးခင်းဖြစ်မင်းကျိုးသိဆုံးစင်ကဓာတ်ပုံတွေပြန်ကြည့်တော့ကလေးစာရီပြက်စီးသွားစေတဲ့အထိရိုက်ခဲ့တဲ့အားကကလေးမလေးတယောက်လောက်ခဲ့တာမှဖြစ်နိုင်ဘူးလို့ယူဆနိုင်လိုက်ပါတယ်။အဲဒီနောက်ဂျီဆုထံတရားရုံးစစ်ခေါ်စာပေးလိုက်တဲ့အခါထုံးစံတိုင်းဒါဝင်ပေါ်ပုံချပြီးဂျုံလိတ်တုံနဲ့ရိုက်တော့မဲ့အချိန်သူယောက်ျားထံကဖုန်းဝင်လာတာနဲ့ဖြေရှင်းနှီးရှိတယ်လို့အကြံရသွားပါတယ်။ဂျောင်ရဲတို့ယုံထံတရားစွဲခွင့်ရပြီဖြစ်ကြ ောင်းတည်င်းကောင်းဝင်လာပြီးမဲ့အိမ်မိမကခေသူမဟုတ်လို့စိုးရိမ်နေတဲ့မွန်းကြံကိုသူ့မှာအကြံရှိကြောင်းအသိပေးလိုက်ပါတယ် အဲ့ဒီနောက်အမန်ကန်ဂိုးဖားနေတဲ့ဂျန်ကိုစီသွားကနေ့စဉ်နေ့တိုင်းစားစရာလေးတွေလက်ဆောင်တွေပို့ပေးနေတဲ့တရားကြတကားဖွင့်လာတဲ့ဒါပင်ကဦးလေးကြီးပေးခိုင်းတာဆိုနောက်ထပ်မပေးတော့ရန်ထွက်ပြောပါရယ်ထိုပစ္စည်းတွေကိုဗီဒီယိုထဲထည့်ပွက်ထားတဲ့ဒါပင်ဟာသူမမိတွေအလွတ်ချက်ဖို့ပေးထားတဲ့ဖြောင်းချစာရွက်ကိုလိုက်ရေးချက်နေရပြီးတီးကျင်စိတ်ကြောင့်လက်ဆောင်တိုးတွေကိုဖွင့်ကြည့်တဲ့အခါမီးလင်းကျဲလေးတွေရဲ့အတန်သွင်းထားတဲ့ iPod လေးရဲ့ကိုမြင်လာနဲ့ဖွင့်နှားထောင်လိုက်ပါရယ်အထဲမှာတော့သူ့နောင်သားကြောင့်တရားမျှတမှုရအောင်ကြိုးစားနေတဲ့ချောင်းရထန်ကအမေမရှိတဲ့သူ့အနေနဲ့ဒါပင်ပင်မသွားခံစားရမှာကို နားလဲတာမို့မောင်နှမနှစ်ယောက်နဲ့စားတွေ့ခဲ့တဲ့နေရာမှာအမဲဆောင်နေမှာဖြစ်တဲ့အတွက်ဘယ်ချိန်ဖြစ်ဖြစ်လာခဲ့ပါဆိုတဲ့စကားကြောင့်အပြင်ထွက်ဖို့ပြင်နေစဉ်မိတွေကပြန်ရောက်လာပါတယ်။နားကနှစ်ချက်ကိုပါမြင်သွားပြီးမို့ရှားသလောက်အားနဲ့ရှောင်မုံမှုကျိုးသားပြီးမဲ့အညိုတကြီးရိုက်နှက်ကန်ကြောက်ခံရပါတော့တယ်။တစ်ချိန်လုံးစောင့်ကြည့်နေတဲ့ဂျန်ဟိုကဒါပင်အရိုက်ခံနေရကြောင်းဂျောင်းရထန်ဆက်သွယ်တာကြောင့်ရောက်ရနေရာကနေအ мян ဆုံးပြေးလာပြီးတိုက်အောက်ကတူတလက်ဆွဲယူကဒါပင်ကိုထပ်မံအန်ရမပေးခင်တကားကိုရိုက်ဖြတ်ပြီးဝင်သွားပါတယ်။ဂျမ်းပြင်းမှာဒန်ယာရီနဲ့လဲနေတဲ့ဒါပင်ကိုခေါ်ကြည့်လိုက်ပြီးမိတွေကိုခမားက လူရောဟုတ်ရဲ့လားလို့အော်ဟစ်မိကဂျီဆုတားနေတဲ့ကြားကနေတစ်ချက်လှည့်ကြည့်လိုက်ပြီးဒါဘင်ကိုထန်းခေါ်ခဲ့လိုက်ပါတယ်။ဒါတောင်သူကဒီတိုင်းငိန်ခံနေမှာမဟုတ်ဘူးလို့သတိလိုက်ပြီးနေပေမဲ့ဂျောင်ရဲကတော့ဂျင်နာတက်တဲ့အမားဖြစ်သူရဲ့အိမ်ထံဒါဘင်ကိုခေါ်သွားပါတယ်။ပြီးတော့မီးလင်းကျယ်ရီနဲ့အလှဆင်ရာသူ့အခန်းမှာပဲကောင်းမွန်စွာအနားယူစေတဲ့အခါဒါဘင်က "तू မတောင်းမစရာရှိတယ်"လို့ဆိုပါတယ်။မြောက်ဝင်းရုပ်လေးကိုမောင်လေးရဲ့အိမ်တွေနဲ့လှုပ်ပစ်လိုက်တာကိုမကာကွယ်နိုင်လိုက်တဲ့အတွက်တောင်းမနေရကြောင့် "तू အသေးဝယ်ပေးမယ်"လို့ချော့နေတဲ့အပြင်ကတကားဖွင့်သန်းဆိုတဲ့အတန်ကြားလိုက်ရပါတယ်။ဒါဘင်ရဲ့အဖေရင်းကသူ့သမီး းကိုလာခေါ်တာလို့ဆိုရင်တောင်းကြနေတာမို့တကားဖွင့်ပြီးလိုက်ပြီးအဖေဆိုတဲ့ကောင်ကဒီလောက်ကိစ္စတွေဖြစ်နေရတော့မသိရအောင်ခမည်းပါလုံနေရလဲပြန်ပြီးကဒါဟာတရားခံကိုအားပေးအောင်မြောက်မှုလို့တတိပေးပါတယ် သူသမီးကိုတူလာခေါ်တာမို့မရရင်ရဲခေါ်မယ်လို့ချိန်ချောက်နေသူဟာမနှက်ပြန့်ကြရင်လဲထောင်ထဲဝင်ရတော့မှချင်းအထူးတူခေါ်လိုက်လို့ရဲတင်းသွားပြောကဒါပင်နဲ့တွေ့ခွင့်မပေးနိုင်မဲ့သူဟာဒါပင်ရဲ့ရှင့်နေမို့ပြောစရာရှိရင်သူနဲ့သာပြောခိုင်းတဲ့အတွက်ရန်အလုတ်ခံရပါတယ်ပြီးတော့သူတို့လင်မယားကဒါပင်ကိုဘယ်နည်းနဲ့မှလက်လွတ်မှာမဟုတ်ကြောင်းအော်ပြောနေတဲ့အတွက်ခလေးရကြောက်လန့်တကြားနားပိတ်နေရပါတယ်နောက်တည့်ရက်မိတွေနဲ့အဖေရင်းကိုဖမ်းခေါ်ပြီးရုံးတင်လိုက်ပါတယ်တရားသူကြီးကတရားခံမိတွေကိုပြောစရာစကားရှိသလားမီးတော့ရှင့်နေအကြံပေးနေတဲ့ကြားကသူမဟာဒါပင်ပေါ်မိခင်တာဝန် မကြေခဲ့မိလို့တောင်းပန်ကြောင်းရဲ့မင်းကျွန်းသိဆုံးသွားတဲ့ကိစ္စမှာဘလို့ပဲမတော်ဆမှုလို့ပြောပြောသူမဒါပင်ကိုတေချာမထိန်ကြောင်းနိုင်ခဲ့လို့စိတ်မကောင်းဖြစ်မိကြောင်းကိုသူယောက်ျားပါထားရိုက်ချင်လာအောင်မျက်ရည်ချူပါတယ် တရားလိုရှိနေဘက်ကတော့တေဆုံးသူမင်ကျွန်းရဲ့ဓာတ်ပုံတွေအရဆယ်နှစ်ရွယ်ကလေးမလေးတယောက်ရိုက်နိုင်တဲ့အာမဟုတ်လို့ဖြစ်နိုင်ရလာမီတော့ပုံမှန်အချိန်တွေမှာတော့ဒါပင်ကလေကားကနေတွန်းချတတ်တာမျိုးရှိကြောင်းလိမ့်လဲပါတယ်ဓာတ်ပုံတွေရောကြည့်ပြီးပြီလာမီတော့သူမမှာကြီးဖို့တောင်အင်အားမရှိပဲညင်ပန်းနေသက်ခံရလာဆိုတာကိုလည်းသူမကစားဝတ်နေရေးအတွက်အိမ်မကပ်နိုင်သူမို့ကလေးတွေဘလို့နေထိုင်နေလဲဆိုတာကိုတော့မသိကြောင်းဖြစ်ပါတယ်ဖခင်ဖြစ်သူလာရောက်တောင်းချမ်းသွားစဉ်ကလေးကစကားလုံးဝမပြောတော့တဲ့ဒါပင်ကြောင့်ဒုတိယယုံကြည်စားတော့မဲ့ဂျောင်ရဲတို့လည်းဗျာများနေရပြီးမွန်းချန်ကအခုထိ အနားမြူတာကြောင့်လဲတော့မဲ့ဂျောင်ရံကိုပြန်နာဖို့မှာပါတယ်။အိမ်မှာပြန်အိမ်နေတော့ကားပေါ်ကမျက်ဝင်ယုတ်ပြောက်သွားလို့တောင်းကျမ်းနေတဲ့တူဖြစ်သူကသူ့ကိုလာနိုးပြီးအတန်သွင်းထားတဲ့ဗီဒီယိုရှေ့နေရမှာလို့ပြောသွားတာကြောင့်အဲ့ဒါဘာကိုပြောတာလဲလို့သူ့အမကိုမီးတော့နှာခေါင်းကိုဖိလိုက်ရင်အတန်သွင်းလို့ရတယ်လို့သိလိုက်ရတဲ့အခါအမိုက်ပုံနဲ့ညလုံးပေါက်မှွေနောက်ရှာဖွေပါတော့တယ်။ဒီလိုနဲ့ဒုတိယချိန်ယုံကြီးထံဒါဘင်ကိုမီအဲကဂယူတစိုက်ခေါ်လာပြီးတရားခံရှေ့နေကမျက်မြင်သက်သက်ဖြစ်စေမိပါတယ်။ ဥစွာမောင်လေးကိုပားရိုက်ဖူးကြောင်ရဲရီထံထွက်ဆိုခဲ့တဲ့မဟုတ်လားဆိုတဲ့မေးခွန်းနဲ့တင်ဝမ်းနဲ့စွာထောင်းငုံနေတဲ့ဒါပင်အားဘိုက်ကိုလက်သီးနဲ့ပါထိုးခဲ့တာမှန်လားထပ်မင်းနေတဲ့ရှေ့နေရာကလေးကတေးသေးချာချာဖြေနိုင်တဲ့အခြေအနေမဟုတ်လို့ခဏနာပြီးမှမေးရန်တရားသူကြီးကတားလိုက်ပြီးတရားလိုရှေ့နေကိုလည်းမျက်ပြင်သက်သေကထွက်ဆိုခြင်းမရှိရင်အမှုကဘယ်ဖက်ရလိမ့်မယ်လို့တတိပေးပါတယ်။တီးတန်းချောမောနေတဲ့ရှေ့နေကိုဘာမှမပြောတဲ့ဒါပင်ကြောင့်သူပြောကြည့်ပါမယ်လို့တောင်းဆိုကသူ့ကိုလူကောင်းလို့ထင်မှတ်နေပေမဲ့ဒါပင်တို့မောင်နှမဒုက္ခများနေချိန်မှာထွက်ပြေးခဲ့တဲ့ဂတိမတည်သူမို့ဒီလိုရိခံသားနေ ရာအာနာမီကြောင့်တောင်းပန်တဲ့အခါမှာအနှဲငယ်လှုပ်ရှားလာပါတယ်။မင်ကျွန်းသိဆုံးမှုမှာဒါဗင်ထွက်ဆိုထားတဲ့တပ်သေးကိုတရားခံရှိနေကတေချာပေါက်တင်သွင်းမှဖြစ်လို့အမှုအတွက်လက်လျှော့ရခံပြီးဖြစ်နေချိန်မျက်ဝင်းရုပ်လေးကင်ထားတဲ့ဂျန်ဟိုရောက်လာပါတယ်။ဒါကြောင့်တရားခွင်မှာရှေ့နေကြောင်ရဲ့ကိုမျက်မြင်တပ်သေးအဖြစ်တင်သွင်းလိုက်ပြီးဒါဗင်စကားမပြောရတဲ့အကြောင်းရင်းကိုမေးတော့ကြောင်ရုံမှုကြောင့်လို့ထင်မှတ်တယ်ဆိုတဲ့ထွက်ဆိုချက်ဟာကိုရီးကိုတာခံစားချက်လို့တရားခံရှိနေကကန့်ကွက်ပါတယ်။ဒါကြောင့်စကားမပြောတဲ့ဒါဗင်နဲ့စကားပြောခွင့်တောင်းဆိုကဝက်ဝင်းရုပ်လေးကိုမတွေ့တာကြပြီးမဟုတ်လားလို့ပြီးတော့ချက်ချင်းပဲအရုပ်လေးကိုဖန်ကို ပါတော့တယ်။ကံကွာပိုးပြင်နေတဲ့တရခန့်ရှိနေကိုတရားသူကြီးကကြိုတားလိုက်ပြီးစက်ပြောခါနေတဲ့အတွက်ဒါပေမဲ့မျိုးဝင်လေးကိုရှေ့လျှောက်ကာကွယ်ပေးမယ်လို့ဂတိပြီးတော့မညာနဲ့လို့ပြောလာပါတယ်။တရားခွင်ကိုတက်ရောက်လာသူတွေကလည်းဒါပင်ကိုစိုးရင်သူတွေလို့ပြောပြတော့လူကြီးတွေက"သူမဘလို့ဒုက္ခတွေကြုံနေရပါသေး၊ဂယုဆိုင်တာမဟုတ်ပဲ။မင်းကျွန်းသေးသွားတော့ကဆိုဘာဖြစ်တာလဲမမီးပဲ။တမီးပါလို့အဲ့လိုလုပ်ခဲ့တာရဲ့။ဘာကြောင့်တက်ခဲ့တာလဲဆိုရာရဲ့ကိုပဲမေးခဲ့ကြသူတွေလို့သူမစိတ်တန်ရာတိုင်းထုတ်ပြောပါတယ်။ဒါကြောင့်လူကြီးတွေကတကယ်စိုးတာပဲလို့အပြစ်ကူတင်ကအခုကစအဲ့ဒီအကြောင်းရ တွေကိုတိတိကျကျပြောရအောင်လို့အားပေးလိုက်ပြီးမင်းကျိုးကိုရိုက်ခဲ့ဘူးလားမီးတော့သူမရိုက်မိခဲ့တယ်ဆိုတဲ့အခါအတန်နေထွက်လာပါတယ်။ဒို့ပေမဲ့မိတွေရိုက်ခိုင်းလို့မောင်လေးရဲ့ဘားကိုတစ်ချက်နှစ်ချက်ရိုက်မိခဲ့တာကိုအယံတနာမိပြီးသူမကြောင့်ပဲမောင်လေးတည်သွားခဲ့ရတဲ့အထင်နဲ့အဲ့လိုဖြေခဲ့ကြအောင်ပြောပြတော့အားလုံးရဲ့မျက်လုံးတွေကမိတွေထံရောက်လာကြပါတယ်။ဒီတော့ဂျောင်ရဲကပဲဒါပင်ဟာသူ့မောင်လေးကိုမိခင်ဖြစ်သူကတတ်ခဲ့မှန်းသိပေမဲ့မိသားစုဆိုတဲ့ဥပဒေကြီးကြောင့်တိမ်နဲ့တူစက်နေဖို့ကလွဲရင်ရွေးချယ်တဲ့အရာမရှိတဲ့အဆုံးအသက်ရှင်နိုင်မဲ့ထွက်ဆိုချက်တွေကိုရွေးခဲ့ရတယ်လို့လျှောက်လဲပါတယ်။မောင်လေး းကိုတကယ်တမ်းရိုက်ခဲ့တာဘသူလဲဆိုတဲ့တရားသူကြီးရဲ့မိကွန်းဟာသူမကိုစိုက်ကြည့်နေတဲ့မိတွေကြောင့်ဖြေဖို့တုတ်ဆိုင်နေခဲ့ပြီးအယုတ်လေးကိုသာကြည့်နေတဲ့အတွက်အရန်ခက်ခဲနေမဖြေလို့ရကြောင်းအားပေးလိုက်ပါတယ်ဒီတော့မှပြောပါမယ်ဆိုတဲ့ဒီလိုစကားနဲ့အတူအမေကရိုက်ခဲ့တာပါလို့ထုတ်ပြောလာချိန်မှာတရားခံရှေ့နေကတီးကြတဲ့မျက်မြင်သက်သေမရှိတဲ့အမှုလို့ကန့်ကွက်နေတာနဲ့တရားလိုရှေ့နေကဗီဒီယိုသက်သေတင်ပြခွင့်ပေးရန်တောင်းဆိုလိုက်ပါတယ် အရင်ဆုံးဒါဗင်ကိုတရားခွင်ကနေဖယ်ထုတ်ကဗီဒီယိုကိုမျက်ဝင်ရုပ်လေးရဲ့ကင်မရာကနေဝေဝါးစွာရိုက်ယူထားတာဖြစ်ပေမဲ့ဗီဒီယိုထဲမှာဘသူတွေပါလဲဆိုတာကိုတော့သိနိုင်တယ်ဆိုကဖွင့်ပြပါရယ်အရုပ်လေးနဲ့ပျော်ရွှင်စွာစောင့်နေတဲ့မင်းကျိုးကိုမြင်ရချိန်မှာမိတွေကလုံးဝအရှုံးပေးလိုက်ရမှန်းသိသွားပြီးဘာသာခိုးရမလားဆိုကပြင်းထန်စွာသေလို့မျောပါရိုင်းနှက်နေပုံတွေကကြီးရှုသူအားလုံးကိုပါရှော့ရသွားသေးပါရယ်အဲ့ဒီရိုင်းနှက်ခံရမှုဒဏ်တွေကြောင့်အစမတန်ပူပေါင်းလာတဲ့ဘက်ရာသူထမင်းတွေအများကြီးစားမိခဲ့တာများလားလို့ရေကျွနေတဲ့မင်းကျိုးကမနေ့ကအိမ်မက်ထဲမှာအမေကိုတွေ့ ခဲ့ပြီးမဲ့သားတို့ကိုမှတ်မိမနေဘူးလို့စိတ်မကောင်းသွားနဲ့သူ့အမကိုပြောဆိုနေခဲ့ပြီးမမကိုလည်းအမေရဲ့ပုံစံကိုပြောပြမယ်လို့ဆိုပါတယ်။သွေးဦးသွေးတန်းဖြစ်လာတဲ့မိတွေကသူ့မင်းညုံးကိုရိုက်ခဲ့ကြောင်းဝန်ခံလာပြီးအမေဖြစ်သူကကိုယ်ကလေးကိုရိုက်နှက်ဆုံးမတာဘာဖြစ်လဲလို့ထပြောနေတဲ့အတွက်ဂန်ဂျီဆိုးဆိုးတဲ့အော်တန်ကြီးနဲ့ရောင်းကျက်ကခမရအမေတယောက်ရောဟုတ်ရဲ့လားဆိုတဲ့မေးခွန်းကိုတရားသူကြီးကလည်းစက်မေးခွန်းပေးထားပါတယ်။အယုတ်ထဲကဗီဒီယိုကိုမြင်ပြီးတာတောင်ရှက်ရကောင်းမှမသိသေးဘူးလားဆိုတာကိုပြန်ပြောနေတာကြောင့်ဘေးကယောက်ျားဖြစ်သူကပါတော်တော့လို့ဝန်တားနေရပါတယ်။ရှင် င်းနေလဲမလိုအပ်တော့တဲ့ဂျီဆုကတော့သူမကလေးတွေကိုရေမိုးချိုးပြီးထမင်းချက်ကျွေးနဲ့ကြောင်းထားပေးတာမိခင်တာဝန်ကျပြီးမို့အဲ့ဒါအမေမဟုတ်ဘူးလားလို့ပြန်အောင်မင်းနေပါတယ်ဒါကြောင့်ဒေါသကြီးထရက်ခါကလေးငယ်ဆိုတာမိခင်ရဲ့ရင်ခွင်မှာငိုတလဲကြီးတလဲနဲ့ရှင်သန်ကြီးပြင်းလာရမှာဖြစ်ပြီးဒါပင်လိုငယ်ရွယ်တဲ့ကလေးတယောက်ကအမေဆိုတာဘလို့မျိုးလဲလို့မေးဘူးသလိုခမားကဘလို့မိခင်မျိုးလဲဆိုတဲ့ကြောင်းရဲ့ကြောင့်နင်းကဘာကောင်မှုဖြစ်ရမှာလဲဆိုကထထောင်ကြမှာတော့တယ်ဒီလိုနဲ့ဒါပင်ရမိတွေကန်ဂျီစုဟာမိဘဖြစ်ပေမဲ့ကလေးကိုကာကွယ်စောင့်ရှောက်ရမယ်ဝိတ္တရာပြေ က်ကွက်ခဲ့ပြီးခလေးကိုပြင်းထန်စွာရိုက်နှက်ခဲ့ကြောင်းသိသာထင်ရှားတဲ့အတွက်အပြစ်ရှိတယ်လို့စီရင်ချက်ချပါတယ်။ဒါ့ပေမဲ့တပ်ဖို့ရည်ရွယ်တာမဟုတ်ပဲစုံမတဲ့အနေနဲ့ရိုက်နှက်တဲ့ရည်ရွယ်ချက်ဖြစ်တာကြောင့်လူသားမှုနဲ့အပြစ်မပေးဘဲခလေးတဲ့ငယ်ညှိမှန်းနှိပ်စက်မှုအဖြစ်ထောင်ဒဏ်16နဲ့ချမှတ်ပါတယ်။ကြံရပါဖြစ်တဲ့အဖေရင်းကိုတော့ခလေးကိုချိန်ချောင်းမှုနဲ့ထောင်ဒဏ်6လစီရင်ကြောင်းအမိန့်ချလိုက်ပါတယ်။၆လကြာပြီးနောက်မောင်လေးနဲ့ပြေးလွှားနေကြတရားဘော်ကဒါပင်တရား"သူမပေးခဲ့ဘူးတဲ့ဂတိကိုမတီနိုင်လို့တောင်းပန်နေပါဗါ"အခုဆိုဦးလေးကြီးကျေးဇူးနဲ့သူတို့မိခင်အရင်ရဲ့ဓာတ်ပုံကိုရှာတွေ့ပြီးမို့ သူမစောင့်နေတာဖြစ်ပြီးဂျောင်ရဲမောကြီးပန်းကြီးလာပြီးတဲ့စာအိတ်တွေကသူမတို့မိခင်အရင်ရဲ့မျက်နှာကိုမြင်တွေ့ခွင့်ရလာပြီးဖြစ်ပါတယ်။မောင်လေးရောဒီပုံကိုမြင်ရလာမင်းနေတော့စက်ကုတ်လင်းရင်လေးတယောက်ကကောင်းငင်ပေါ်ဖြတ်ပြန်သွားတဲ့အတွက်သူအမေမျက်နှာကိုမြင်နေရသလိုအမေကိုလည်းတွေးနေပြီးဆိုတဲ့စကားတန်လိုလိုတောင်ကြားလိုက်ရပြီးဖြစ်ပါတယ်။အဲဒီနောက်ပေါ်ပါသောပြန်ဝဲနေတဲ့စက်ကုတ်လင်းရင်လေးကိုကြောခိုင်းကသူမကိုပြုစုဆောင်ရှောက်ပေးမဲ့ဂျောင်ရဲနဲ့အတူထွက်ခွာသွားပါတယ်။